မြင်လာပါရှင်။ဗမာပကတ်ချန်နယ်ကနေပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြည့်ဆိုလိုက်ပါရယ်။ဒီကနေ့မှာကတော့တပွဲစားမှုဆိုကနေပေါ့မှုဆိုဆိုတဲ့ဇလန်လေးရဲ့စက်တိုင်းပိုင်းကိုတက်ဆက်ပေးသားကြပါရယ်။စာရည်သူဓမ္မတာကူရေးသားချတဲ့ဇလန်လေးမတင်ဆက်ခင်ပြီမှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဘေးနားနော်ဒီကာလာလေးကိုလည်းနှိပ်သားပေးဖို့အရင်ဆုံးတောင်းဆိုလိုက်ပါရစေရှင်။အစစ်တစ်ဖြစ်ပြီဆိုရင်တော့ဇလန်လေးကိုစတင်တက်ဆက်ပေးလိုက်ပါပြီ။အမေဟာငါမင်းငုံနေတယ်။ငါမင်းပြန်ပြန်မဆမယ်။ အေဂျူကဒါကိုပဲပြောပြီးတော့နေရာစီကနေထွက်ပြေးသွားပါတော့တယ်။သူဘာဖြစ်သွားတာလဲ။ညညူအေဂျူကိုနားမလည်နိုင်ဖြစ်ပြီး တခဏကြည့်နေမိတယ်။ခဏကြာမှတော့သူမနဲ့ဘာမှမဆိုင်ပါဘူးလေဆိုပြီးတော့အထွေတွေကိုဖယ်ထုတ်လိုက်ကစုံမီတောက်စားလို့အပေါ်ကိုပြန်တဲသွားခဲ့ပါတော့တယ်။ဒေါ်ပွေးကမေကနေအိပ်ပျော်သွားခဲ့တယ်။အမေနားထဲကိုတိုးဝင်လာတဲ့အတန်ကြောင့်ဒေါ်ပွေးပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ အမောင်တိုက်ကြီးသာစူမိုးနေခဲ့ပါတယ်။ဟမ်တားတားလားဟုတ်တယ်အမေတားတန်ကိုကြတော့ဒေါ်ပေဝမ်းတဲ့စိတ်ကလိုက်ခနေတားပြစ်သူကိုအတံမဲချနေရတဲ့အသွင်ကိုကမမြင်ရဘူး။ငါတားမင်းရဲ့ဖေကိုကြားဆွဲသွားတယ်ကွယ်။ဗျာဟုတ်တယ်တားတားဖေကိုကြားဆွဲသွားတယ်။ဟာမဟုတ်သေးပါဘူး။ဘေးကဘလို့ဖြစ်တာလဲအမေရဲ့ဒေါ်ဝေးကလည်းအเจ้าဆုံကိုပြောပြလိုက်တယ်။ ဖြစ်မှဖြစ်ရလေအဖေရဲ့လူချောက်ကလေးအေးသူယူကျုံးမရစိတ်နဲ့ရေရွတ်နေမိတော့တယ်။တာအမေတို့ဘလို့လုံးကြမလို့ဟင်အမေကျောက်အဖေကိုလိုက်ချမယ်။တာတဖက်သားဖြစ်သူစီကတုတ်ပြန်စကားတန်ကထွက်မလာခဲ့တော့ဘူး။တာတာရေတာတော်ဝေးတရားကိုသားဖြစ်သူကိုအော်ဟစ်နေပြီမဲ့လေအချင်းကြီးရဲ့တာမော်စောချင်းမောင်ကောင်ထိုင်နေရအိမ်အရှိစီကိုကိုသူကိုဦးတို့ညီကိုနဲ့အတူ လူစင်းသုံးယောက်ရောက်ရှိလာကြတယ်။မော်စိုးကြီးပြောမော်စိုးကြီးဟဲ့ဘသူတွေတော့ကိုဦးကအတန်ပြူတော့အိမ်သေးစီကမော်စိုးကြီးအတန်ပြူလာပြန်တယ်။ကျုပ်တို့ညီကိုရဲ့ဗျ။ဒီမှာအဲ့တယ်တွေလည်းပပါတယ်။အော်အေးကိုပြစ်မှာစောင့်ကြအောင်ငါလာပြီရဲ့။ကိုထူးထူးနဲ့အတူအဲ့တယ်တွေကိုပြစ်စီမှာစောင့်နေလိုက်ကြတယ်။တိတ်မကြခင်လိုက်မှာတော့မော်စိုးကြီးမုံကောင်တဲတဲကနေထွက်လာခဲ့လေရဲ့။ မော်စိုးကြီးမောင်ခေါင်ဆိုတာအဲ့ဒါပဲဗျကိုဦးကအဲ့တန်တွေကိုပြောပြပေးတယ်မော်စိုးကြီးမောင်ခေါင်အနားကိုရောက်လာတဲ့အခါမှာတော့ကိုသူကမော်စိုးကြီးဒီကအဲ့တန်တွေကတော့ရေအေးရွေးတော့နဲ့ထိန်ပေါက်ရွာကလူတွေဗျရွာထက်ကမော်စိုးကြီးကိုလာမင်းနေလို့လိုက်ပုတ်ပေးတာပါဗျကိုဦးရဲ့ဇကားကြောင့်မော်စိုးကြီးမောင်ခေါင်ကတစိမ့်၃ရောက်ကိုကြိတ်လိုက်ပြီးအင်းညီတို့ဘာကိစ္စရှိလို့လဲကျုပ်တို့ရွာရဲ့အနားမှာလူသားစားကြတဲ့ကောင်တော်တော်တောင်းကြနေလို့ပါဗျ အလဲစီကရွေးတော့ရွာသားကပြောတယ်။ဟုတ်တယ်ဗျာအခုဆိုရင်လူဆွဲတာကိုယောက်မြောက်ခဲ့ပြီဗျ။ဟာမိုးစိုးချင်းမကောင်အလုံးအမင်းအံ့အားတင်သွားရတယ်။သူ့ဘဝတခြားလုံးအခုလိုလူကိုယောက်တစ်တည်းဆွဲဘူးတဲ့ကြားမျိုးမကြုံဘူးမကြဘူးသေးပါ။မတကာ၃ယောက်လောက်အထိပဲကြုံဘူးခဲ့သေးတာယင်။နင်းတို့ကြားထူးဆန်းလားကြည်လား။နေစမ်းပါအောင်ဟာ လာရတဲ့နေရာကငါတို့နဲ့အတော်ဝေးတာပဲ။နင်းတို့ဒီကိုတကူးတကလာပြီးငါ့ကို ခေါ်ရဆိုတော့နင်တို့ရက်မှာမိုးဆိုးမရှိလို့လားရှိတယ်ဗျဒါပေမဲ့အဲ့ဒီမိုးဆိုးတွေကိုပဲဒီတဆွဲသွားတာတုံးရောက်ရှိပြီဗျနောက်ဆုံးတစ်ယောက်ကတော့ကျုပ်တို့နေမှာနာမည်အကြီးဆုံးရေအေးတာကမိုးဆိုးကြီးဥဖုကတ်ပဲဗျထိပ်ပေါက်ရွာသားကပြောလေတယ်ဟုတ်တယ်မိုးဆိုးကြီးအော်ကျောက်နာမည်ကလေးမောင်ပါဒီကြားကအတော့ကိုပြည့်ရဲ့များပါတယ်ကိုဖုကတ်ကိုဆွဲသွားတဲ့ညာတော့ကလည်းကျုပ်တို့နေအတူရေအေးရသားတွေလည်းပါပါတယ်ညောင်ချင်း ထောင်ချောက်ထဲကြပြီးတော့ပေပြီးထင်ရကနေရုတ်တရက်ကိုဖိုးကကိုထဆွဲသွားတာပဲဗျ။ဟာနားထောင်နေသူတွေစီကအာမေတဲ့တန်။ဒီကြားကနည်းနည်းရရကြတော့မဟုတ်လားဘူး။အဲ့ဒီတော့ငါတခြားဘာထူးခြားမှုတွေကြုံသေးတော့ဗျ။ထူးခြားတာလားတော့မပြောတတ်ပါဘူးဗျာ။ကြားကထွက်ထွက်လာခြင်းထောင်ချောက်ကိုခုံကျော်ပြီးထွက်လာတာ။ပြီးတော့သူ့စားတဲ့မင်းကလေးအလောင်းကိုစော့ကစားသေးတယ်ဗျ။စော့ကစားတယ်။ဘယ်လိုစော့ကစားတာတော့။ကြောင်အကြက်ကိုမစားခင်စော့ကစားနေတယ်လို့မျိုးပဲဗျ။ ကြာနာမှာလူရုပ်လူလူအရာလဲတွေ့တယ်ဗျ။ဟာမိုးစိုးကြီးမောင်ကောင်အလွန်အမင်းအာအာတင်သွားခရရင်မိုးစိုးကြီးကဒီလိုအရေးအတင်ကမြင်ရခဲတော့မလို့ကိုထူးတို့ညီကိုကတပြိုင်တည်းထဲမေးလိုက်လေရဲ့ကြာစာပြီးသားအစာကိုပြန်လာစားရင်အခုလိုမျိုးစော့ကစားရဲဆိုတာတော်တော်ရှာရှာပပဖြစ်ပြက်ပဲဗျ။အမေပြောရရင်တော့ငါ့ဘဝမှာတစ်ခါမှမကြုံဘူးဘူး။နောက်ပြီးဒီလူရိုက်လူလူလဲတွေ့ရတယ်ဆိုတာက နားထောင်နေကြသူတွေကတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်။ဦးလေးမောင်ကမိုးဆိုးကြည့်ကျောက်တော့ကိုကူညီပေးပါဗျာ။အင်းမငါအခုပဲလိုက်ခဲ့မယ်။မိုးဆိုးကြည့်မောင်ကောင်စီကပြောလာတဲ့စကားကြောင့်ဧည့်သည်ကြွားသားအုံယောက်ဝမ်းသာသွားကြတယ်။မိုးဆိုးကြည့်ကျောက်တော့ကိုလိုက်ခဲ့ရမလား။အန်ဒီအများတာမို့လို့မလိုက်နဲ့တော့ဗျာ။ကဲအခုပဲလိုအပ်တာတွေယူပြီးလိုက်ခဲ့မယ်။မိုးဆိုးကြည့်ကပြောပြီးတဲထဲကိုဝင်သွားခဲ့တယ်။ပြန်ထွက်လာတော့ လက်ချဲတနတ်နဲ့သူတော်ထွက်ရင်လွယ်နေကြပလိုင်းကြီးပါလာခဲ့လေရဲ့မောစောကြီးမောင်ခေါင်ကြောက်တလုံးရှူစီကိုဦးတည်ရင်တွက်လက်တဲ့ခြေလန်းနေနဲ့တွားနေတယ်မနေ့တော့ကရွေးရွာကို နေချင်းအရောက်လိုက်လာခဲ့ပြီးရွာနားရောက်တော့နဘေးကကွင်းပတ်လို့မောစောကြီးဦးဖိုးကကြားဆွဲခရရတဲ့နေရာစီကိုချက်ချင်းပဲတွားခဲ့တယ်ခြေရခြေခင်းများကိုကြည့်ပုံရကြားဆုကဦးဖိုးကကိုဆွဲသားခဲ့ပြီးတစ်ခေါက်ပြန်လာသေးတဲ့အခြေအနေကိုမောစောကြီးမောင်ခေါင်မြင်မိတယ်မင်းကြီးအလောင်းကတော့ ရွာစီပြန်တဲပြီးတချို့ပြီးခဲ့ပြီးရဲ့ခြေရောင်ကောက်ချက်ချပြီးဦးလေးမောင်တို့ကိုပြန်လွတ်လို့ညနေစောင်းကလေးကတော်ရဲကိုဆက်ဝင်ခဲ့တယ်။တညတာကိုတော်ရဲမှာပဲအဆင်ပြေတယ်လို့မေးဆက်ပြီးဖြတ်တန်းခဲ့တယ်။ညအဖြစ်ပြက်ကခေါင်းထဲစီကိုရောက်ရှိလာတယ်။ညတော့ကမိုးစိုးကြီးမုံကောင်အိတ်ဆက်နေပြီတော့နားထဲကို အတန်တခုတိုးဝင်လာခဲ့တယ်။ဒီကြားကကိုလောင်းမော်အောင်ဖို့စူးစမ်းနေတာပဲ။ဘလို့ဟုတ်တယ်။ကြားတဲ့ကောင်က ကိုမော်တင့်ကြံနေဆိုတာရှားပါဖြစ်စင်မယ်။ပထမလူသားစားဖို့တည်းထပ်ပြီးတော့လူသားစားရတယ်။ငါးလောင်းမြောက်ကို စားသုံးပြီးချိန်မှာမော်ရဲ့အစာပြည့်မှုရှိလာတယ်။ကြာသူ့ရဲ့အာယုံကို နောက်ထပ်ဆက်စားရမယ်။လူလေးယောက်ကြံနေဆိုတာသိမိလာခဲ့တယ်။ခြောက်လောင်းမြောက်ကို စားပြီးချိန်မှာတော့ကြားရဲ့ခန္ဓာကိုယ်စီမှာကုဏလီလို့ခေါ်တဲ့အဆောင်ပုဂ္ဂိုလ်တွေပေါ်ပေါက်လာခဲ့တယ်။အဆောင်ပုဂ္ဂိုလ်ရှိလာတဲ့ဒီကြားကိုတုတ်တင်ဖို့ရာကမလွယ်ကူတော့ဘူး။ ဒါပြင်ငါဘလို့တုတ်တင်ရမှာလဲမော်ကျင့်စင်တွေကိုဖျက်ဆီးစေဖို့အလွယ်ကူဆုံးနည်းကကျင့်စင်ကိုလှောက်ဆောင်နေချိန်ပဲဒါမှမဟုတ်ရင်တော့အဆောင်ပုဂ္ဂိုလ်ကိုအရင်တက်ရမယ်ငါသဘောပေါက်ပါပြီလာမယ့်လောက်ွယ်နေကြရင်ကြာမော်ကျင့်စင်ရဲ့အတွက်နောက်ဆုံးလူသားကိုစားသုံးလိုက်မယ်မော်ကျင့်စင်သာအောင်မြင်သွားရင်သူဟာလူအနေဖြစ်တဲ့တမန်ကြားလိုမျိုးပဲကြားအနေလူအဖြစ်ကိုပြောင်းလဲနိုင်ပြီးတော့လူတွေကြားမှနေရင်လူအသားကိုသာနည်းနည်းချက်ချက်မြှိဝဲလိုက်မယ်ရအောင်တားမြစ်မအောင်မဟုတ်ကော လက်ရှိမှာအဲ့ဒီကြားရွေးနီတောင်ကျောအောက်ကကြောက်တလုံးရှိုးထဲမှာရှိနေတယ်။ငါအကောင်ဆုံးစူးစမ်းပါမယ်။မော်စောကြီးမော်ကောင်စီကဂရိစကားပြလိုက်တယ်။ဒီစကားဆုံးမှာတော့တဖက်ခြုံတန်းများစီကဖြူဖြူရှိရှိအရေးကြီးတစ်ခုထွက်လာတာကိုမော်စောကြီးမော်ကောင်ကိုယ်တိုင်တွေ့လိုက်ကြပါသေးတယ်။မော်စောကြီးမော်ကောင်လှမ်းလာလိုက်တာဒီတစ်ပိုင်းကျိုးချိန်မှာတော့ရွေးနီတောင်ကျောကိုရောက်ရှိခဲ့ပါပြီ။ကြောက်တလုံးရှိုးကိုရောက်ဖို့တော့ဒီတောင်ကျောကိုဖျက်တဲ့ရပါအောင်မယ်။ ရုတ်တရက်အရှိစီကဖျက်ပြေးသွားတဲ့လူတယောက်လက်ထဲမှာဓားလိုလိုလှန်လိုလိုရေမျောမျောအရာတခုကိုကိုင်ဆောင်ကမြင်ရတယ်။မြန်လုံးလာမလို့မျက်နှာကိုမမြင်ရဘဲကြောပြင်ကိုသာမြင်လိုက်ကြတယ်။ပိုစိုးကြီးမောင်ကအမတ်မထင်စိတ်မိတော့မှာပဲအဲ့ဒီလူကမြင်ကွင်းကကွဲသွားခဲ့ပြီ။ပုံစံကတော့မိုးဆိုးတယောက်ပုံစံပါပဲ။ဒါပေမဲ့လူစင်စစ်တော့မဖြစ်နိုင်တော့ဘူး။မိုးဆိုးကြီးမောင်ကနှုတ်ဖြားကထွက်လာတဲ့မှတ်ချက်ဆက်ကနောက်တော့ကိုခီးကိုဆက်လန်းခဲ့လိုက်တယ်။ နေဆောင်လို့လို့အချိန်မှာတော့တော်တလုံးရှူအဆက်ကိုရောက်ရှိချေပြီး ရှူကမြန်မာတဲ့တောင်ချီကရှူမလို့အစင်းရခတ်လာတယ်။မော်စိုးကြီးမုံကောင်အတော်လေးဂရုစိုက်ဆင်းခဲ့ရပြီးအောက်ရောက်ချိန်မှာတော့တောင်ထိပ်အပေါ်ကိုလှမ်းတောင်မမြင်နိုင်တော့ပါဘူး။ကိုမော်အောင်ကြောင်းခိုအောင်ရနေရကိုရောက်ရှိခဲ့ပြီးမလို့မော်စိုးကြီးမုံကောင်တနက်ကိုအစင်သစ်ပြစ်ခတ်နိုင်အောင်စီမံလိုက်တယ်။ပြီးတော့မှရှူရဲကိုဂရုတက်ဆိုင်နဲ့ဖြည်းဖြည်းချင်းလမ်းဝင်ခဲ့ပါတော့တယ်။ဒေါ်ရိတ်တောင်ရင်ကြောင်း ပြေပနေမဝင်သေးပေမဲ့ရှို့ထဲမှာတော့အမောင်တို့ကလွှမ်းရစ်လာတယ်။မော်စောကြီးမုတ်ကောင်ကတော့ရှို့ထဲအတိုင်းဆက်တိုးဝင်နေတော့မှာပဲ။ရုတ်တရက်ရှို့ရှိပက်စီကစုညံတန်တွေမော်စောကြီးမုတ်ကောင်နားစီကိုတိုးဝင်လာခဲ့တယ်။တယောက်ယောက်နဲ့ကိုမော်အောင်ကြားတိုက်ပွဲဖြစ်နေပါပြီ။မော်စောကြီးမုတ်ကောင်နေရာစီကနေအရှိကိုခတ်မှန်မှန်ဆက်တိုးလိုက်တယ်။အရှိရောက်လေလေအတန်းကပို့ပြီးတော့ကျဲလောင်လာလေးတွေပါပဲ။တိတ်မကြလိုက်ပါဘူး။ အဲ့တလုံးစာတော့ကြီးမာတဲ့ကြောက်တုံးကြီးတလုံးပြင့်နေတာကိုမြင်ရပြီအဲ့ဒီကြောက်တုံးကြီးကိုလွန်လိုက်ချိန်မှာတော့ဟာမိုးစိုးကြီးမောင်ကောင်းစီကအာမေတိတ်တန်ထွက်ပေါ်လာတယ်။ဘာကြောင့်လဲဆိုတော့တပတ်စီမှာမြေကွက်လက်ကြတခုရှိနေပြီးတော့အဲ့ဒီကွက်လက်စီမှာနေကင်းတုံးကမိုးစိုးကြီးမောင်ကောင်းတွေ့ခဲ့တဲ့သူနဲ့တမန်ကြားထက်ခနာကိုကြီးမာတဲ့ကြားကြီးတကောင်တို့အသေးအကျေးရင်ဆိုင်တပ်ပုံနေကြပါတယ်။တပ်ပုံမှုကိုကြည့်နေတော့တစ်ချက်တစ်ချက်ကြားကြီးစီကနေအရင်မဲမဲတစ်ခုကခုတ်ချက်လာပြီး တစ်ဖက်ကလန်ခံသူကိုဝင်ရောက်တိုက်ခိုက်လာတာကိုလည်းမြင်လိုက်ကြလေရဲ့လက်ဆက်တက်တော့တိုက်ပွဲရနှစ်ယောက်တယောက်ကိုဘာကြောင့်တိုက်ခတ်နေတယ်ဆိုတာကိုတော့မသိနိုင်ပေမော်စိုးကြီးမွန်ကောင်ကတော့သူ့ရဲ့ယူရရာဖြစ်တဲ့ဂျာကြီးစီကိုတနက်နဲ့ချိန်ထိုးလိုက်တယ်မြေကွင်းအနေထားရာဂျာကြီးရဘေးတိုက်ရနေထားမိုးစိုးကြီးမုံကောင်ကကြာကြီးရဲ့လက်ပြင်းနေရာကိုအသေးချချိန်ပြီးတော့တနက်နဲ့လမ်းမောင်းခလုတ်ကိုပြစ်ချလိုက်တယ်။ဟာတနက်စီကမောင်းရိုက်တံပဲထွက်လာပြီးတော့ ကြည်ထွက်လာမှုမရှိလာတော့ပင်ကြားကတနက်ပြင်းနေတာကိုမိုးစိုးကြီးမုံကောင်နားလေလိုက်မိတယ်။ဒီအချိန်မှာတစ်ဖက်ကတက်ပွဲစီမှာတော့လမ်းရှိကြိုက်ထားသူမှာနှစ်ယောက်တရမလို့အရေးမလား။ကြားကြီးကအတင်းခုံဝင် တက်ပုတ်နေတာကိုကာကွယ်ခုခံနေချင်းတစ်ဖက်ကတိုးတိုးထွက်လာတဲ့အရှိတ်ကလမ်းကြိုက်ထားတဲ့သူကိုထိထိရောက်ရောက်တိုက်ခိုက်နေတယ်။ဒါပေမဲ့အဲ့ဒီလူကတော့မဆုံမနဲ့ပြန်တိုက်ခတ်နေတော့မှပဲ။ဒီချိန်မှာတော့ကြားကြီးကလမ်းရှိကန်သူကိုချက်ချင်းနှက်ချင်းဆိုင်နေချင်း ကြားကြီးစီကနာကိုစီကခုံထက်လာပြီးတော့အရေးမဲကြီးကလက်ကင်တားတဲ့သူရဲ့အနောက်ကိုရောက်သွားတယ်။ပြီးတော့သူ့လက်စီကပစိမ့်လလိုအစနဲ့ထိုးဟန်ပြင်လိုက်တဲ့အချိန်မှာပဲလက်ကင်သူကလည်းပပနဲ့နဲ့ပဲအနောက်ကိုအမြန်ပြန်လှည့်ပြီးကာကွယ်လိုက်တယ်။ဒီအခိုက်မှာပဲနောက်စီကကြားကြီးရဲ့လက်တက်ဖက်ကလက်ကင်သူကိုရိုက်ကုန်မိပါလေရော။လက်ကင်သူလိတ်ထက်သွားတယ်။မိုးစိုးကြီးမုံကောင်မနေတာတော့ပဲ။သူရဲ့ကိုဘွားကိုထုတ်လို့အတူတကွာတိုက်ပွဲစီကိုခုံဝင်လိုက်လေတော့တယ်။ရုတ်တရက်ရောက်လာတဲ့မိုးစိုးကြီးတို့ကြောင့် မြဝင်းတင်ညီရဲတောက်နေတဲ့ကြားချစ်ကမန်ပီဟိဟောက်လာပြီးသူ့ဘေးကအရေးကြီးနေတဲ့အတူခုံဝင်လာကြပြီမုံစိုးကြီးမုံခေါင်လဲသူ့ခါစီကဓမြောင်ကိုထုတ်ကကိုဘွားနေရကြားဟိုတိုက်ငါဒီဘက်ကောင်ကိုတိုက်မယ်အဆောက်ပုတ်ကိုကိုတတ်နိုင်မှမှကြားကိုလည်းတုတ်တင်နိုင်မှမလို့မုံစိုးကြီးမုံခေါင်စီစဉ်လိုက်ရတာပါအဲ့ဒီနောက်မှာတော့တပွဲစားကိုဘွားနဲ့မုံစိုးကြီးမုံခေါင်တို့ဟာတစ်ဖက်ကခုံဝင်လာတဲ့အချိန်မှာတော့တံပြန်ခုခံတက်ခတ်လိုက်တယ်နှုတ်နှစ်ဖက်လုံးထွေးကြကုန်ပါတယ် တာကြီးနဲ့တပွဲစားကိုဘွားကလုံထွေတပုတ်ရံမှာတပွဲစားကိုဘွားကအသေးတာနေပြီးတော့ကြာကြီးကိုတပုံးပုံးအတံမီအောင်ကင်ပေါင်နေတယ်။တဖက်ကမိုးစိုးကြီးမုံခေါင်နဲ့အဆောင်အရေးမဲတို့တိုက်ခတ်ရမှာတော့လုံထွေနေကြဆဲဖြစ်ပြီးတူတင်ကိုတင်ရှိနေစေပါ။အရေးမဲကသူ့အပေါ်ကိုရောက်ချင်းမိုးစိုးကြီးကိုသူ့လက်ထဲကပစိန်လိုအရာနဲ့ခုတ်ဖို့ပြင်နေ။မိုးစိုးကြီးကအောက်စီကနေအဲ့ဒီလက်ကိုအတင်းဖိတွန်းထားပြီးတော့တဖက်ကဓာကင်လက်ကိုပြန်ထိုးဖို့ကြိုးစားနေတယ်။ သူတို့အချင်းအားချင်းကတူနေတယ်လားဖြစ်နေတာမလို့လွယ်ကူမှုတော့မရှိပါဘူးအကျိနဲ့ပဲဖြစ်နေတုံးရင်အကျိနဲ့နဲ့ကြာလာတယ်ဒီတစ်ခါမှာတော့လူသားဖြစ်တဲ့မိုးစိုးကြီးမုန်ခေါင်ကမောလျလာသူတို့ခန်းစားခဲ့ရပါပဲတဖက်ကအကျိမဲကတော့တက်လက်မာကြောနေတုံးပါပဲတဖက်မှာလည်းတပွဲစားကိုပွားနေကြားကြီးကအကျိရနေတက်ခန့်နေကြတယ်ဒီဒီချိန်မှာတော့မိုးစိုးကြီးမုန်ခေါင်အလွန်မောလျလာခဲ့ပြီးစိတ်ကိုလျှော့ချချင်လာပြီတယ်ဒါဟုတ်တတိထားမိတဲ့တဖက်ကတက်ခန့်နေတဲ့တပွဲစားကိုပွားက ရိတ်စားမိပြီးသူနဲ့တက်ခတ်နေတဲ့ဂျားကောင်ကိုအဝေးစီလွတ်ပြစ်လိုက်လေတော့တယ်ပြီးတော့မစိုးကြီးမောင်ကောင်စီကအစိမ်းမဲကိုဆွဲမထုတ်ပြီးတော့ထုရိုက်ချိုးချေလိုက်လေတော့တယ်ဒါပေမဲ့တဖက်ကအစိမ်းမဲကဘလို့မှမနေသူ့ထက်အလုံးအထည်ကျိမာတဲ့တပွဲစားကိုပါကိုသူ့တင်ကိုတင်ပြန်လဲလုံထွေးဖို့ကြိုးစားတယ်မောင်ကောင်နှစ်ဓာနဲ့နှစ်လက်ကိုဓာသွားထိုးလိုက်ပါဓာတော့မှသိဆို့ပါစေပြီးရင်အဲ့ဒီအဆောက်ကိုတုတ်တင်လို့ကြပြီမစိုးကြီးမောင်ကောင်နားထဲကိုပဲ့တင်ထက်တဲ့အတန်း ိုးစောကြီးမုံကလူးလဲချလိုက်တယ်။ပြီးတော့အတန်ရှင်ညွန့်ရအတိုင်းကိုဓားကိုလက်နဲ့လှိလိုက်တယ်။သွေးစားတို့ဓားသွားကိုစွန့်ထင်းခဲ့ပါပြီ။ဒီတစ်ချိန်မှာတပတ်ကကြားကောင်ကတပ်ပွဲစီကိုပြန်လဲခုံဝင်လာခဲ့တယ်။သူ့ကိုချုပ်နှောင်ချလိုက်။မိုးစောကြီးမုံကအော်ဟဲလိုက်တယ်။ပြီးတော့တပွဲစားကိုပါချုပ်နှောင်ပေးထားတဲ့အချိန်မဲမဲစီကိုတဆိုင်တော့ပြင်းဝင်လို့ထိုးချလိုက်ပါတော့တယ်။အချိန်မဲရဲ့ခန္ဓာကိုယ်ကိုဓားကထိုးဖောက်သွားတဲ့အတန်းနောက်ထပ်အတန်းကတော့ခုံဝင်လာပြီးဖြစ်တဲ့ကြားကြီးတကောင်ဟာ ။တစုံတယောက်ကအနောက်ကနေဆောင်ဆွဲလိုက်သလိုဖြစ်ပြီးပြုတ်ကျတဲ့အတန်။အတန်တစ်ခုကရှေ့စစ်နောက်ဆင်ပါပဲ။အရေးမဲမဲကမတတိချင်းစရာကောင်းတဲ့အတန်မျိုးကိုပြိုပြီးရိုင်တိုးရိုင်နဲ့ပြစ်လဲကြကပျောက်ွယ်သွားတော့တယ်။ဒီချိန်မှာပဲတားကောင်ကြီးရဲရဲနေနေတဲ့မြတ်ဝန်းဟာပြက်ခနဲပျောက်ွယ်သွားလိမ့်ရဲ့။ဒါပေမဲ့ချက်ချင်းပဲတားကောင်ကအိတ်နေရာကနေမူဝေပြီးထလာတဲ့အသွင်နဲ့ထလာခဲ့တယ်။တားကောင်ကိုတက်လို့ရပြီ။မစောကြီးမုံကောင်အော်ဟဲလိုက်တာနဲ့တပြိုင်နက်တည်းတပွဲစားကိုပါဟာ ကြားကောက်ကြီးစီကိုလက်ကနဲ့ပြေးဝင်လာပြီးဘုံကနဲ့ကြိုက်ပေါက်ချလိုက်တယ်ဒီတကမှာတော့အဆောင်ပုတ်ကိုမရှိတော့တဲ့ကြားကောက်ကြီးဟာအတော်ကိုအထိနာသွားပုံပါပဲပြန်မထနိုင်တော့ပါဘူးတဝဲစားကိုပါကကြားကြီးနားကိုကြောက်သွားပြန်တယ်ပြီးတော့ခေါ့ခြေနဲ့နင်းလို့ရှစ်လက်တစ်ဖက်ကိုဆွဲမြောက်ပြီးတော့လှန်ချိုးလိုက်ပါတော့တယ်ကြားကောက်ကြီးစီကအယိုးကျိုးတန်နေကြဲလောက်စွာထွက်ပေါ်လာလေရဲ့တဝဲစားကိုပါကတော့ကြားကောက်ကြီးကိုစည်းစည်းညံ့ညံ့ကြေအောင်ထပ်မံနင်းချိန်ပြန်ပါတယ်အဲ့ဒီခိုက်မှာတော့မိုးစိုးကြီးမုခောင်က လဲကျနေတဲ့လှန့်ရှိကန်သူထံပြေးသွားလိုက်မိပါတော့တယ်။အနောက်ကိုကြောက်သွားခဲ့တော့ပေါ့လေးရဲ့ဒါလဲကျနေတဲ့လှန့်ရှိကန်သူကိုမိုးစိုးကြီးပုံကောင်ဆွဲလန့်ချလိုက်တယ်။ဟာနင်းနာအသွင်ပြင်ကသစေတကောင်လိုလိုဘလူးတကောင်လိုလိုနဲ့အဆွဲတချောင်းကလည်းအပြင်ကိုပြူးထန်နေခဲ့ပါသေးတယ်။အဖေအဖေအဖေကိုကြောက်တုံးကြီးနားမှာကယ်ပေးပါဗျာ။ဟင်မိုးစိုးကြီးပုံကောင်ကြောက်တုံးကြီးပက်စီကိုလှမ်းကြည့်လိုက်တော့သူ့ရဲ့တပွဲစားကိုပါကအဲ့ဒီနေရာစီလူတယောက်ကိုကောက်ယူထမ်းမလိုက်တာကိုမြင်လိုက်ကြတယ်။ အဖေအဖေကိုကယ်ပေးပါအေးငါတို့သွားကယ်ပေးမယ်နင်စိတ်မပူနေကွာစိတ်စိတ်ချပါရစေနောက်ဆုံးတော့စကားထင်ပါရဲ့ဒီစကားကိုပြောချိန်မှာတော့မစိုးကြီးလက်ထက်ကမာသာသူဟာဇက်လေထွက်သွားခဲ့ပြီးမြူပုံများလိုဖြုံးကနေပျောက်ွယ်သွားပါတော့တယ်နောက်ဆုံးမှာတော့မစိုးကြီးမုံကောင်နဲ့သူ့ရဲ့ကိုပါကောင်ကြီးဟာကြောက်တုံးကြီးအနားစီကကြာကြိုက်ခံရတဲ့ချစ်တဖက်ပြက်နေသူဥဖိုးခက်စီကိုသွားလိုက်ကြတယ်သူ့ကိုပွေ့ချီခက်လိုက်ပါမစိုးကြီးမုံကောင်ကစိတ်ခိုင်းတော့ကိုပါကောင်ကြီးက ်ဦးဖိုးကတ်ကိုကောက်ပြီးတော့ပွေ့ချလိုက်တယ်။ပြီးတော့ကြောက်တလုံးရှုပ်စီကနေရေရွာစီကိုအ мян ဦးတီလို့လမ်းရင် အမောင်တူတဲကိုတိုးဝင်ရောက်ရှိခဲ့ပါတော့တယ်။ချစ်ပိတ်တများရှင်ဒီကလေးမှာတက်ဆက်ပေးခဲ့တဲ့ဇလန်ကောင်းလေးကတော့ဒီနေရာမှာနေပြီးဆုံးပါပြီ။နောက်ရများမှလည်းကျမတို့ရဲ့ channel ကနေဒီလိုဇလန်းကောင်းတွေကိုထပ်မံပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စပရိတ်တို့ကဆက်လက်ဆောင်မြည်ကြည့်ရှုအားပေးကြပါအောင်ရှင်ဇလန်းလေးကိုအဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ ပရိသတ်တဦးရှင်းစီတန်းကိုထုတ်ပြန်ကျေးဇူးတင်ပါတယ်။တာယာပြောရှင်တဲ့နေသိလေးကိုပိုင်ဆိုင်ပါစေလို့လိုက်ရိုက်ကနေဆုတောင်းပေးလိုက်ပါရရှင်။